ဒီကောင်းကြရဲ့လားဟိုအေးကြမ်းကြရဲ့လားစစ်ဘေးစစ်တပ်ခံနေရတဲ့စကိုင်းနယ်ရွာတရွာမှာနေတဲ့အသက်85နှစ်အရွယ်ဒေါ်မြကဒီနေ့ဂျွန်လာ19ရက်မနက်ပိုင်းမှာတော့ဖျားရှစ်ခိုးတာဆိုရင်အရင်နေ့ကထက်ပိုကြာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကလူတုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့မလို့သူမအတွက်ဖျားမှာဆူတောင်းပေးနေတာကြောင့်ဆိုပြီးဒေါ်မြကပြောပြပါတယ်။ အချို့အနောင်ကနေအ мян ဆုံးလွတ်ဖို့လဲဆူတောင်းလိုက်တယ်လို့ဒေါ်မြကပြောပါတယ်။ဒေါ်မြတို့တွေဟာဒေါ်အောင်ဆန်းစုကြည်ကို လွမ်းနေခဲ့တာ၅နှစ်နီးပါးရှိခဲ့ပါပြီ။မွေးနေ့မရောက်ခင်တရက်လိုကတင်ပဲဒေါ်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ရဲ့တမီးနစ်ကျော်ကြားတဲ့တရက်ခွေရုပ်တံထွက်လာခဲ့ပါသေးတယ်။အဲ့ဒီရုပ်တံအမှတ်တမ်းကလက်ရှိရိုက်ထားတာတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့2022ခုနှစ်ဩဂတ်22ရက်ကတရက်ခွေနဲ့ 2022ခုနှစ်ဒီဇင်ဘာ12ရက်ကတရက်ကွေမြင်ကွေတချို့ပါအဲ့ဒီတရက်ကွေနှစ်ခုလုံးမှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုအဖြူရောင်ဆွေတာလက်ရှိအနက်ရောင်လုံးကြီးဝတ်ထားတာတွေ့ရပြီးပန်းတော့မပန်ထားပါဘူးပြည်သူတွေကအဲ့ဒီမှတ်တမ်းအတူလေးတွေ့တာနဲ့တည်းမျက်ရည်ဝဲကျစိတ်ထိခိုက်ကြရပါတယ်ဘာလို့လဲဆိုတော့ဂျာ9နှစ်အတွင်းမှာဒုတိယမြောက်တွေ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံရိပ်ကလေးဖြစ်နေတာကို အရင်ကလည်းတရခွင်ဓာတ်ပုံတပုံစစ်ကောင်စီကထုတ်ပြန်ခဲ့မှုပါတယ်။အသက်80ပြည့်ပြီဖြစ်တဲ့လူထုကောင်းဆောင်ရဲ့ကျမ်းမာရေးအတွက်ပြည်သူတွေကစိုးရိမ်နေကြပါတယ်။ပြီးတော့အဲ့ဒီလိုပြည်သူတွေစိုးရိမ်နေတဲ့ကြားကပဲဒေါအောင်ဆန်းစုကြည်ကပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့သကိုင်းငလင်ကြီးမှာဘယ်ဘက်လက်ထိခိုက်ဒဏ်ရာရခဲ့တယ်ဆိုပြီးအရက်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Sue Foundation ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ေါ်အောင်ဆန်းစုကြည်ချုံနောက်ခံထားရတဲ့အကျဉ်းထောင်မှာထိခိုက်ပျက်စီးတာတွေရှိခဲ့ပြီးတော့သူမကိုယ်တိုင်လည်းပဲဘယ်သက်လက်မှဒဏ်ရာရခဲ့တယ်လို့စုဖောင်ဒေးရှင်းကအသိပေးထားတာကိုတွေ့ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ထဲအသက်၅နှစ်ငယ်တဲ့ဒေါ်မြတို့တောင်မှငလင်ကြီးမှာကံကောင်းလို့တက်ရှင်ခဲ့တာမလို့အသက်80ပြည့်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်အတွက်တော့အင်မတန်ကိုမှစိတ်ပူစရာကောင်းပါတယ်။တော်အောင်ဆန်းစုကြည်ကျမ်းမာပဂတိနဲ့အပြင်းအမြန်ရောက်ဖို့ကိုလေတော်လိုင်းအင်အားစုတွေကရော ပြည်သူတွေကပါဆန္ဒရှိကြပါတယ်။ဒါကြောင့်မလို့လဲဒီနေ့ကြာရောက်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာလူတုလှုပ်ရှားမှုတွေလုပ်ပြီးမွေးနေ့ပွဲကိုတပြည်လုံးချင်းချင်းပဲကျင်းပဖို့ပြင်ထားကြတာပါ။ဒါပေမဲ့အစ်စ်ကောင်စီကလည်းအဲ့ဒီလိုတွေလုပ်မှဆိုလို့မွေးနေ့မတိုင်ခင်ကတည်းကလက်တပြင်းပြင်းရှိနေပါတယ်။ဥပမာပြောရမယ်ဆိုရင်တော့မွေးနေ့အကျိုးနှင်းစီပန်းနဲ့ဓပုံရပ်ပြီး Facebook ပေါ်တင်တဲ့မန္တလေးကအမျိုးသမီးငယ်လေးတယောက်ကိုဖမ်းထားတယ်ဆိုပြီးတော့စစ်ကောင်စီကသတင်းဖြန့်ခဲ့တာရှိပါတယ်။ ဒါပေမဲ့လေလူဒုကတော့မကြောက်ကြပါဘူးဒီမနက်ခင်းမှာတင်ပေမတ်တလေးမြို့လေတနေရာမှာလူဒုကောင်းဆောင်တော့အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့ကိုခုံပြူတဲ့အနေနဲ့လူဒုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်ဒီပေါ်ကောင်ကြီးကမမ်မီကြပါသေးလားခင်ဗျာဒီတော့ဒီပေါ်ကောင်ကြီးကမမ်မီကြသေးလားခင်ဗျာအဲ့ဒီလှုပ်ရှားမှုနဲ့အတူဒုဒုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ဟာသူ့ယုံကြည်ချက်အတွက် စစ်အာဏာရှင်လက်ကတိုင်းပြည်လွတ်မြောက်ရေးအတွက်ဒီအသက်အရွယ်ထိဆက်လက်ကြိုးပမ်းထမ်းရွက်နေစေပါကျင်းထောင်တွေတဲကခေါင်းဆောင်တွေရဲဘော်တွေကတော့မဆုံမနဲ့တိုက်ပွဲဝင်နေကြချိန်မှာအကျယ်ထောင်ကပြည်သူလူထုအနေနဲ့ကလည်းတော်လှန်ရေးမှာတပါအခြားမရှိပါဘူးလို့လူထုတပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ကိုတေစာဆန်းကအသိပေးပါတယ်။အညာမှာလည်းပဲဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းမှတ်လူထုလှုပ်ရှားမှုတွေအများကြီးလှုပ်သွားဖို့ရှိတယ်လို့သခိုင်းတိုင်းနေတော်လှန်ရေးလှုပ်ရှားသူတွေကပြောပါတယ်။ နောက်ထပ်တစ်ခုကစာတင်ဓာတ်တော်မှလေးချောင်းပုံကျဲကန်နေရတဲ့စကိုင်းတန်းကခလင်းငယ်တွေအတွက်ညီအောင်စာတင်ချောင်းတစ်ချောင်းဒီနေ့ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ထိမ့်မှန်နေနဲ့စတင်ဖွင့်လှစ်မယ်လို့ SNC မိဘေးစစ်ဘေးပညာရေးကူညီဆောက်ရှောက်ရေးအဖွဲ့ကအသိပေးထားပါတယ်။ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတဲ့မုံရွာမြို့နယ်ကျေးရွာတရွာမှာလည်းဒေါ်အောင်ဆန်းစုကြည်အသက်80ပြည့်မွေးနေ့အထိမ့်မှန်လူထုလှုပ်ရှားမှုကို မနေ့ကပဲကြိုပြီးတော့လုပ်ခဲ့ပါသေးတယ်။ မုံရလူတို့တပိတ်တက်ပွဲဥဆောင်ကော်မတီငါမြင်းဆောင်အရတာအရတော်လူတို့တပိတ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပေါင်းပြီးတော့ပြည်သူတွေနဲ့အတူဒေါ်အောင်ဆန်းစုကြည်နဲ့တကွတပြည်လုံးလွတ်မြောက်ရေးအတွက်ဆက်ယုံကြဆိုတဲ့ဘန်နာစာတမ်းကိုကန်ပြီးတော့လူတို့တပိတ်စစ်ကြောင်းခြိတက်ခဲ့ကြတာဖြစ်ပါတယ်။ဒါရီတင်မကပါဘူးကြံပါသေးတယ်။ဆလင်းကြီးမြို့နယ်ချင်းတွင်းမြကံပေတပိတ်စစ်ကြောင်းကလည်းလူတို့ကောင်းဆောင်မွေးနေ့အထိမ့်မှန်နေနဲ့တပိတ်စစ်ကြောင်းခြိတက်ခဲ့ကြပါတယ်။ ဒေါ်မြတို့ကတော့နိုင်ငံရေးဆိုတာတကယ်ကို နားမလည်ကြပါဘူး။ဒါပေမဲ့အာနာသိစစ်တပ်ရဲ့မတရားမှုတွေကိုတော့ယုံမုံကြပါတယ်။အတ္တမကနေဓမ္မပြန်ပြီးလွှမ်းမိုးတာကိုပဲလူလားကြပါတယ်။ဒါကြောင့်မလို့လေဒေါ်အောင်ဆန်းစုကြည်ပြန်လွတ်လာမယ်နေ့ကိုပဲဒေါ်မြလည်းမျှော်လင့်နေတာဖြစ်ပါရဲ့ရှင်။အညာကနေဒေါ်အောင်ဆန်းစုကြည်ကို လွှမ်းကြသူတွေဆိုတဲ့ဒီဆောင်ပါတော့ဈေးအောင်ရေးသားထားတာဖြစ်ပါရဲ့ရှင်။